န်းကြီးမှရတော့လို့ပုံမရှိပါဘူးအကိုဘယ်လိုပြောမလဲအကွာကိုပဲဒီခမ်းမလေးမှာဆောင်းလိုက်မယ်ပြီးတော့အဒီအမှုပညာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ညီကောင်မောင်မတွေလာပြီးတော့သူတို့ဝန်းရံရမယ်ဖျော်ဖြေရမယ်ဒီလိုမျိုးလေးတော့ရှိပါတယ်နောင်းเนี่ยကျွန်တော်ဖိတ်ချင်တယ်ဒါပေမဲ့ဟိုဖုန်းဆက်လို့မရဘူးသူ့ပါလေဆက်လိုက်လို့ရှင်ကျွန်တော်ဆိုလို့ရှင်အကြတော့ကျွန်တော်ကျွန်တော်ရိုးရှင်ပဲကျွန်တော်ဆက်တယ်ကျွန်တော်ခြင်နေပေါ့ညီလေးနောင်းมาကြတော့ဟိုပွင့်လေးပြောရင်ကျွန်တော်ဆက်တယ်တခါကြရင် သူကင်တဲ့အခါမရှိပါဘူးအဲ့ဒါကြောင့်သူသူ့မှာမန်နေဂျာလားပါအဲ့လိုကင်တယ်လေဖိတ်လိုက်ပါလေဒီကနေပဲဖိတ်ပါလေညီလေးတော့လည်းနေလာသာအောင်လာပြီးတော့ဒါလာခဲ့လို့ရရင်လာခဲ့ပေးပါလို့ဖိတ်ပါလေဟုတ်လူခံစားမှုမျိုးလဲဆိုတော့ဟိုပါအဓိကတော့ဒီစကားပြောတာမှာပုံပြီးတော့အာသဘောကျတယ် ဘယ်လိုဆိုတော့တင်းအောင်တယောက်ကစကားလေးပြောဖြစ်တဲ့အချိန်မှာအစိတ်ကိုပို့ပြီးတော့ရှင်ဟိုဟာတိတ်လာတယ်ပေါ့နော်တယောက်ရဲ့စိတ်ကိုတယောက်ပို့တိတ်လာတယ်ပြီးတော့တပွားလုံးစာတွေရွှေရွှေပြီးတော့လက်တွဲမဲ့သူကကိုင်းနေကအစအရာနားလည်မှုရှိပြီးတော့ရှင်အစဉ်ပြေနေဖို့ကလိုတယ်လေအဲ့တော့စကားပြောကြည့်ရတဲ့အဓိကပို့ပြီးတော့ရှင်သဘောကျတာပါအာတတလုံးစာတွေရွှေရွှေပြီးတော့လက်တွဲမဲ့သူကအဲ့လိုမျိုးပေါ့ရေရှည်အလေတော့သွားနိုင်မယ်လို့ထင်လို့ပါဟုတ်အရင်ကြီးတော့မဟုတ်ပါဘူးဒါမဲ့လည်းလူကြီးဆံပြရတဲ့ခါကြီးကတော့ရှိရရှိရဆိုတာက တချို့ရမှာသူ့ရဲ့ဘဝအတွေ့အကြုံဖြတ်တန်းတာလည်းကလေးလိုပဲဖြတ်တန်းခဲ့ရတာဆိုတော့ကိုကကြတော့ငယ်ကလေးဘဝတွေကလူကြီးလိုဖြတ်တန်းခဲ့ရတာဆိုတော့အဆင်ပြေပါတယ်သူ့ကိုပဲကိုကအစားအရာဆုံးမတယ်အသွင်သင်တယ်တခါရကျွန်တော်မားနေရရှိနေတယ်သူကပြန်ပြောပြတဲ့ခါလည်းရှိရဲအဲ့လိုမျိုးနေတယ်ပဲနားလည်းမရှိရှိပေါ့အဲ့လိုမျိုးလိုပဲသွားပါတယ်ဟုတ်ရှိပါတယ်ကျွန်တော်လည်းတချင်းနေဆက်လုံးမှာပါဒီအိမ်အောင်မှုရယ်ဆိုတာကတော့ဒါကိုဒီတိုင်းပဲပေါ့နော်ဒီဟိုကကြတော့အနုပညာနဲ့တော့မသက်ဆိုင်ဘူးလို့ထင်တယ် အဲကျွန်တော်ကအနုပညာကိုတချင်းဆိုတာကိုဆက်ပြီးတော့ဆိုအောင်မယ်ရေးအောင်မယ်ဒါဝါသနာရချစ်လို့လောက်တာဖြစ်တဲ့အတွက်နောက်ပြီးတော့သူ့ရဲ့ဝါသနာကိုလည်းကျွန်တော်ကတတ်နိုင်ဆုံးပြီးတော့ပံ့ပိုးပေးသွားမှာပေါ့နောက်ကနေပြီးတော့ဟုတ်ရေးပေးသွားမှာပါဟုတ်ရှိတယ်တော်တော်များများမေးကြတယ်အဲချောရတယ်တကယ်ကြီးလားချောရတယ် NDBI နေရာလားပေါ့နော်အများကြီးပဲအဲတင်းလိုက်တော့အောင်ဆိုဖုန်းနေဆက်မိတဲ့သူတွေနဲ့စားရပို့ကြတယ်လို့ねတော်တော်များတယ်ဟုတ်လည်းတော့အဲ့ဒါဖြစ်နေရတော့ဟုတ်တယ်အဲ့ဒါဖြစ်နေရမင်္ဂလာဝဲရတော့အရန်ကြီးမှရတော့လို့ဖို့မရှိပါဘူးအပိုးဘယ်လိုပြောမလဲ အကွာကိုပဲဒီကျမတွေမှာဆောင်လိုက်မယ်ပြီးတော့ဒီအမှုပညာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ညီကောင်မတွေလာပြီးတော့သူတို့ဝန်ရံကြမယ်ဖြောပြေကြမယ်ဒီလိုမျိုးလေးတော့ရှိပါတယ်ဟုတ်အဲ့တော့အနောအဖေကခုညီမရောဆက်တော့ပြက်အနောနဲ့လားအနောနဲ့ကကျွန်တော်ဖိတ်ချင်တယ်ဒါပေမဲ့ဟိုဖုန်းဆက်လို့မရဘူးသူ့ပါလေဆက်လိုက်လို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်အကြတော့ကျွန်တော်ကျွန်တော်ရိုးရှင်ပဲကျွန်တော်ဆက်တယ်ကျွန်တော်ကင်တယ်ပေါ့အညီလေးနောမှာကြတော့ဟိုပွင့်လေးပြောရင်ကျွန်တော်ဆက်တယ်တခါကြရင်သူကင်တဲ့အခါမရှိပါဘူးအဲ့ဒါကြ ဟိုသူ့မှာမန်နေဂျာလားဘာလားမျိုးကြီးကိုင်ရလေဒီကနေပဲဖိတ်လိုက်တယ်ဖိတ်လိုက်ပါလေဒီကနေပဲဖိတ်ပါလေညီလေးတော့လည်းနေလာသာဦးလာပြီးတော့ဒါလာခဲ့လို့ရရင်လာခဲ့ပေးပါလို့ဖိတ်ပါတယ်ဟုတ်ရက်ကတော့ဟိုအတိအကျတော့မတတ်မှန်သေးဘူးဒီနောက်လာတဲ့မှာလုပ်ဖို့တော့ရှိတယ်၁၇လပိုင်းနေမှာပေါ့နော်အတိအကျတော့ဒီခမ်းမကိုကျွန်တော်ရက်ချင်းတစ်ချက်လောက်ပြောထားတယ်ပေါ့ဘယ်လောက်ရမလဲပေါ့ကျွန်တော်အိမ်အောင်ယူသွားပြီမယ်လေဒါအမှုပညာကိုဒီဂီတကိုတော့ကျွန်တော်အရန်ချစ်တဲ့အတွက်ဆက်လုပ်သွားအောင်ပါပါ အာပြီးတော့လဲကျွန်တော်တချင်းတွေကိုပေါ့နော်ဒီခက်နဲ့ညီအာဘယ်လိုပြောမလဲပေါက်တီဖြစ်စေမပေါက်တီဖြစ်စေပေါ့ကျွန်တော်အနုပညာကိုချက်လို့လုပ်တာပါအဲ့အတွက်ကျွန်တော်တချင်းတွေကိုတကယ်ခံစားချက်လေးတိုက်ဆိုင်မှုရှိရဲအာသဘောကျရဆိုလို့ရှိရင်ဆက်လက်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်အားလုံး